မင်္ဂလာပါခင်ဗျာ2022ခုနှစ် AB လာဆယ်ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကို နေပြီးတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုသတင်းဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်အခြေအနေများမှာချင်းပြည်နယ်မှာ AB လာရဲ့ပုံမှန်ပူချိန်ထက်3ဒီဂရီဆယ်စီယပ်ပိုခဲ့ပြီးကချင်ပြည်နယ်ရှမ်းပြည်နယ်ရှိပိုင်းနဲ့ကယားပြည်နယ်တို့မှာ ေဗီလာရဲ့ပုံမှန်ဝီဒီယိုအောင်3ဒီဂရီဆယ်စီယက်မှ4ဒီဂရီဆယ်စီယက်အထိညွှန်နေခဲ့ကကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာအေဗီလာရဲ့ပုံမှန်ပူချိန်ခန့်သာရှိခဲ့ပါတယ်။မြို့လိုက်ထူကြတဲ့နေပူချိန်များမှာဘာမျိုးမြင်းမှုမျိုး၆မျိုးမကွေးမျိုးတောင်ရင်းကြီးမျိုးကံကောမျိုးနဲ့တောင်ငူမျိုးတို့မှာ40ဒီဂရီဆယ်စီယက်စီနဲ့မုံရွာကြီးမုံမြင်းကြံမျိုးညောင်မျိုးအောင်လံမျိုး အမ်းမြို့ပြည်မြို့နယ်ဖားဆောင်မြို့တို့မှာ39ဒီဂရီဆယ်ဆီယက်စီတို့ဖြစ်ကြပါတယ်။မှတ်သားဝယ်ရာမိုးရီတီများမှာချောင်းဆောင်မြို့မှာတက်တဒမာ93လက်မှာကြိုက်ခမီမြို့မှာတက်တဒမာ93လက်မှာကြိုင်မြောမြို့မှာ3ညတဒမာ63လက်မှာကျိုင်းတုံမြို့မှာ3ညတဒမာ32လက်မှာမိုင်းရံမြို့နယ်ပြည်ဦးလင်မြို့တို့မှာ3ညတဒမာ24လက်မှာစီနေကလေးဝမြို့မှာ3ညတဒမာ16လက်မှာတို့တိုင်းထွာရရှိခဲ့ပါတယ် ဒီကနေ့နေ့လေတနာရီခွဲအချိန်မိုးလေဝသဂျိုလူမှာဖမ်းဝရရှိတဲ့ပုံရဘင်္ဂလားပင်လေရောအနောက်တောင်ပိုင်းနဲ့အနောက်လေပိုင်းတို့မှာတယံတင့်တင့်မှတင်ထူတနေပြီကပ်ပလီပင်လေပြင်နဲ့ကြံမင်္ဂလားပင်လေတို့မှာတယံနေငယ်ဖြစ်တော်နေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာတယံတင့်တင့်မှတင်ထူတနေပြီကြံဒေသတွေမှာတယံနေငယ်မှာတယံတင့်တင့်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်အခုတွေ့မြင်နေရတဲ့တိမ်လိုက်ကတော့ဖိလစ်ပိုင်ပင်လေပြင်ရှေ့ပိုင်းမှာဖြစ်ပေါ်နေတယ် အပူပိုင်းမုန်တိုင်းမက်ဂီကြောင့်ပဲဖြစ်ပါတယ်။အဆိုပါအပူပိုင်းမုန်တိုင်းမက်ဂီဟာတိတ္တရာရွေးချခြင်းမရှိဘဲဆက်လက်တည်ရှိနေပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသခြေနေပြပုံရမြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေမှာလေပြင်းအားရောင်းနေနေပါတယ်။အခုဆက်လက်ပြီးဘင်္ဂလားပင်လယ်ော်ခြေနေများကိုတင်ပြပါမယ်။ဘင်္ဂလားပင်လယ်ော်ခြေနေကတော့ဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းနဲ့အနောက်လေပိုင်းတို့မှာတင်ရတင့်တင့်မှတိမ်ထူတက်နေပြီ။ကပလီပင်လယ်ပင်နဲ့ ကျမ်းမင်္ဂလာပင်လယ်တို့မှာတည်ရနေငယ်ဖြစ်တော်နေပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းတင်တင်ရှိပါမယ်။လှိုင်းမြင်မှာမြမကန်ဦးနဲ့တခြားနဲ့ကန်းလုံပင်လယ်ပြင်တို့မှာ၄ပေမှ9ပေခန့်ရှိနိုင်ပါတယ်။မနှက်ပြန်တဲ့နေ့အထိခမ်းမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒါကြီးထပ်ပိုင်းနဲ့ချမ်းပြည်နယ်တို့မှာ နေရာကျကျနဲ့ချင်းပြည်နယ်စကိုင်းတိုင်းဒါကြီးအောက်ပိုင်းမန္တလေးတိုင်းဒါကြီး ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္လာတိုင်းဒါကြီးတို့မှာနေရာကွက်ကြားမိုးတစ်ချုံရွာပြီးမကွေးတိုင်းဒါကြီးရခိုင်ပြည်နယ်၊အေရဝတိုင်းဒါကြီးရန်ကုန်တိုင်းဒါကြီးပဲခူးတိုင်းဒါကြီးနေပြည်တော်နဲ့ကယားပြည်နယ်တို့မှာတည်ရတင်းတင်းဖြစ်တော်မှာမယ်အခုဆက်လက်ပြီးမနက်ဖြန်တော့တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားပေတာခက်မှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ။ ေဗီယောနဲ့နီဒိုဝါအတွက်မနေ့ပြန်တဲ့အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာတည်ရတင်တင်ဖြစ်တော့မှာမယ်အမြင့်ဆုံးပူချိန်မှာ38ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးပူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်မနေ့ပြန်တဲ့အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းတည်ရတင်တင်ဖြစ်တော့မှာမယ်အမြင့်ဆုံးပူချိန်မှာလည်း39ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရင်ဟိုက်နဲ့ အနိုင်ဆုံးပူချိန်မှာလည်း24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နဲ့နေ့ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းတရတင့်တင့်ဖြစ်တော့မှာမယ်။အမြင့်ဆုံးပူချိန်မှာ36ဒီဂရီဆယ်စီယပ်68ဒီဂရီဖာရင်ဟိုက်နဲ့အနိုင်ဆုံးပူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်အနေနဲ့ကတော့ နေပြီးတော့စကိုင်းဒိုင်းတာကြီးအောက်ပိုင်းမန္တလေးတိုင်းဒိုင်းတာကြီးမကွေးတိုင်းဒိုင်းတာကြီးပဲခူးတိုင်းဒိုင်းတာကြီးနဲ့ရန်ကုန်တိုင်းဒိုင်းတာကြီးတို့မှာနေအပူချိန်များအနှဲငယ်တိုးနေပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလင်းနှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှချမ်းသာကြပါစေခင်ဗျာ။